အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း၁၉တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနှင့်ဓမ္မအပိုင်း၁၉ပါဘာပြောပြကြလဲဆိုတော့အရှင်သာရိပုတ္တရာကြီး ਨੇ အရှင်ယေဝရညီကိုနှစ်ပါးအကြောင်းလေးနည်းနည်းပြောပြချင်လို့ အတုလလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကတခါကြီးတယောက်ရှိခဲ့လို့တယ်သာဝတိအဲ့ဒီတခါကြီးကတရားနာခြင်းလို့ဆိုပြီးတော့နောက်ကသူနဲ့သရင်သုံးပေါ်ဥပါဒကာတွေနဲ့အတူပေါ့အရှင်သာသီပုတ္တရာရဲ့ညီရှင်ရေဝရထံသွားတယ်အရှင်ရေဝရဆိုတာက ပြီးတစ်ဘက်ကပြောခဲ့ပြီးတောကြီးထဲမှာတဘာနဲ့နေတာဒီဟောဝိယဧကာစာရောတဲ့ယေဝနောနာမတိဟောဝိယဧကာစာရောယေဝရဆိုတာရှင်သေးကဲ့သို့ရဲရင်လေအဲ့ဒါကြောင့်တောကြီးထဲမှာတဘာတဲ့ပဲနေတယ်တော်တဲ့မှာတဘာတဲ့နေတဲ့မထေဆိုတော့သိပြီတော့သကားလဲ ပြောခြင်းဟာမတူဘူးပြောလေပြောထားလည်းမရှိနေတာလည်းတပါးတဲ့နေဧကစားတာအဲ့တော့ဒကာကြီးတွေချင်းကပ်ပြီးတော့တရားနာခြင်းလို့သွားတယ်တရားနာခြင်းလို့ချင်းကပ်လာတဲ့ဒကာတွေကိုဒေနာတတိနာဂိဉ္စီကတိတိအဲ့ဒီဒကာတွေနဲ့တလုံးတပါးရသောစကားကိုမြတ်မပြောဘူး ။ဟောတရားနာခြင်းလို့သွားတယ်။အရှင်သာရိပုတ္တရာရဲ့ညီဆိုတော့ဖူးခြင်းပဲဖူးပြီးတော့တရားနာခြင်းပဲပေါ့။အရှင်သာရိပုတ္တရာရဲ့ဉာဏ်ကြီးတယ်လို့ဒီကိုယ်တော်လေးဉာဏ်ကြီးသလား။ဒါသိကြတာလည်းဖြစ်မယ်။ဟောတရားမဟုတ်ဘူး။တလုံးတစ်ပါးတော့တရားကိုမနာခဲ့ရဘာဖြစ်တုံမိတယ်လို့ကိရင်။ဩဒီကိုယ်တော်နဲ့နေနိုင်လိုက်တာတရားနာခြင်းလို့လာတဲ့ပုဂ္ဂိုလ်တရားလေးတဟုံးတော့မဟောဘူးဆိုပြီးတော့ အဲ့ဒီမှာဒေါသတော်ထွက်ကြတယ်။ဟာကဲ့ရဲ့ရှုံချတင်းနေပြော။အဲ့ဒီနာဂတိရှင်သာရိပုတ္တရာရှိတဲ့နေရာလာ။အဲ့ဒီအကြောင်းတွေရှင်သာရိပုတ္တရာလျှောက်အရှင်ဘုရားတပည့်တော်တို့အရှင်ဘုရားရဲ့ညီရေဝရထံသွားပြီးတရားနာခြင်းလို့သွား။ကိုတော်လေးနဲ့ဘုရားတရားစကားတလုံးကိုမပြောဘူး။ တရားနာခြင်းတဲ့ပုဂ္ဂိုလ်တရားလေးဟောမှဘောဘောဖြစ်ရတယ်လို့ပြောအာတရားနာခြင်းလို့ခုဘာလို့လာကြတော့ရှင်ဘုရားစီတဲ့တပည့်တို့တရားနာခြင်းလို့လာတယ်ဒါဆိုကောင်းပြီကောင်းပြီတကားလေးထိုင်ကြထိုင်ကြဆိုပြီးအဲ့ဒီမှာရှင်သာရိပုတ္တရာကြီးကတရားဟောဗာတရားဟောတယ်လေပြီးတော့ရှင်သာရိပုတ္တရာကြီးကဗိဓမာတရားဟောရသော်ဗျာတာဝရိတ္တမဟောတယ်တာဝရိတ္တမဟောတဲ့တရားကိုအရှင်သာရိပုတ္တရာပြန်ဟော အရှင်သာရိပုတ္တရာအဲကြောင့်ဗိဓမ္မာမှာဒီလူပြေမှာစတင်ဖြန့်ချီတဲ့မထေရကြီးဆိုတော့ဗိဓမ္မာလုံးသူ့ညာနဲ့လဲကြိုက်တော့ညာလဲကြီးကျယ်တယ်ဗိဓမ္မာလဲနဲ့နဲတယ်နဲ့နဲ့ခက်ခဲတယ်ဗိဓမ္မာကျန်းစာကိုသူ့ရဲ့ညာနဲ့ကွန်မြူပြီးတော့မှအဲ့ဒီမှာဟောတာဟောလိုက်တဲ့အခါတရားတွေကဘာဖြစ်လို့ပြီးတယ်တရားရှည်သွား အဘိဓမ္မာကထာနာမအတိသန္နာအဘိဓမ္မာကထာနာမအတိသန္နာတဲ့တခါတွေပြောဘိဓမ္မာဆိုတာလွန်နုညံ့တာတဲ့ထေရောဘဟုံအဘိဓမ္မာမေဝကထေတိထေရောဘဟုံအဘိဓမ္မာမေဝကထေတိအမကအိမိနာကောအထောတဲ့အဲ့ဒီတရားတွေနဲ့သူတို့ဘာလုပ်ရမှာတော့ ိုးစောရေဝဒါလေးမဟောလို့ကဲရပြန်တယ်အခုရှင်ရေဝဒါရဲ့အကိုကြီးနောင်တော်ကြီးတရားဟောများလွန်းလို့ဘာဖြစ်တော့ကဲရပြန်တယ်မဟောတော့လေကဲဟောပြန်တော့လေပဲကဲရအဲ့ဒီကနေစိတ်တည်ညည်းပြီးတော့ကဲရရှုံးချပြီးပြန်ထွက်အရှင်အနန္တာစီရာ အရှင်အနန္ဒာကိုသူတို့ရောက်တယ်ရှင်သာရိပုတ္တရာတွေသွားတာဗျာခေါ်လိုက်တဲ့တရားတွေအရှင်ဘုရားလိုက်ကန်းဆုံးကိုမသိဘူးတရားတွေကြာကြီးခေါ်နေရှင်ကြီးခေါ်နေဒါပြေတခါကြီးလို့ကြုံစီပါလို့လာတော့တရားနာခြင်းလို့လာတယ်အရှင်သာရိပုတ္တရာကြီးတရားရှင်ကြီးခေါ်လို့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတော့အရှင်အနန္ဒာကိုရောမြတ်ကလည်းပဲအပ္ပမေဝဓမ္မကထေတိအပကမေဝဓမ္မကထေတိတရားကိုတူတူလေးပဲခေါ်တယ် တရားတူတူလေးခေါ်တော့အမလီကက်စီနဲလိုက်တာတဲ့တရားတူတူလေးခေါ်လို့လေကိုင်းစရောကောင်းတော့ပထေသုံးမတရားခေါ်တယ်ပထေသုံးမစီသွားတယ်အရှင်ဇေဝရကမခေါ်လို့လို့ကဲရဲ့အရှင်သာရိပုတ္တရာကြီးခေါ်လွန်းလို့ပါပြီလို့ကဲရဲ့အခုရှင်အာနန္ဒာကျတော့အခေါ်နေလို့ပါပြီလို့ကဲရဲ့တယ် အဲ့ဒီအကြောင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသိသွားတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလောကကြီးထဲမှာမြတ်စွာဘုရားကလောကကြီးထဲမှာအကဲ့ရဲ့ကလွတ်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတချို့ကနေပူလာကြပြီမဲ့နွေပူလို့ဆိုပြီးတော့လည်းပဲပူတာကိုကဲ့ရဲ့ကြတယ်ရှိတယ်အာလာရောင်လေးအေးတယ်ဆိုပြီးတော့အဲ့ဒါလာရောင်လေးနဲ့နေခြင်းသာရှိတဲ့ လရောင်ကိုချီးမွမ်းသူရှိသလိုပဲအဲ့ဒီလရောင်ကြောင့်လည်းပဲအလုံးမဖြစ်လို့မို့ဒေါသထွက်ပြီးတော့လရောင်ကဲ့ရတဲ့လူတွေရှိဘယ်ရမှနေရာတကအမြဲတမ်းချီးမွမ်းခံရတယ်အမြဲတမ်းကဲ့ရခံရတယ်ဆိုတာမရှိဘူးတဲ့မြတ်စွာဘုရားအဲ့ဒီမှာပြောပြနာဇာဟုနာဇာဘဝိတ္တတိရှိကလည်းမရှိဘူးခုလည်းမရှိဘူးနာဇာဟုနာဇာဘဝိတ္တတိနာစေတရဟိဝိဇ္ဇတိ ရှိကလည်းမရှိဘူးခုလည်းမရှိဘူးတဲ့ဘာလဲမိတတော်ဧကန္တနေတီတော်ပေါ်တော်ဧကန္တဝါပတန်တိတော်အမြဲတမ်းပဲချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအမြဲတမ်းလည်းကဲ့ရဲ့ခံရတဲ့ဆိုတဲ့ပုဂ္ဂိုလ်လည်းပဲမရှိပါဘူးတဲ့မြတ်စွာဘုရားအဲ့ဒီမှာပြောပြတယ်အဲ့ဒါကြောင့်တရားရှိခင်ဆိုတော့ဆိုရင်တို့ခနေ့ အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာအရှင်သာရိပုတ္တရာမထေသူမြတ်ကြီးသူကျွမ်းကျင်သူနိုင်နေသူ့ရဲ့ဉာဏ်နဲ့ကြိုက်တဲ့ဗိဓမာတရားတရားနာကျင်ပါတယ်ဆိုတော့အတုလတို့ဘွယ်သွားဟုတ်လိုက်တဲ့အခါဒီလိုမထေကြီးတော်ကဲ့ရဲ့ခြင်းကနေမလွတ်ဘူးမြတ်စွာဘုရားကပြောတယ်ဖရာတို့တော်ပဲအမြဲတမ်းချီးမွမ်းခံရတယ် အမြဲတမ်းကဲရဲ့ခံဆိုတော့မရှိဘူးတဲ့ဧကေစီပတန်တန်ဒီဧကေစီကရဟန်ဒီတချို့ဘုရားကဲရတာရှိတယ်တချို့ချီးမွမ်းတာရှိတယ်လို့ဒီလိုဟောပါတယ်အဲ့တော့တရားချစ်ခင်တော်စင်လိုပဲတရားချစ်ခင်တော်စင်များလည်းပဲရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မမှာဩဒီလိုအခြေအနေမျိုးတွေလည်းပဲဖြတ်ကျော်ခဲ့ရတာပါလားလို့သိပြီးတော့မိမိတို့ရဲ့ဘဝကိုလည်းပဲအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့နိုင်ရှင်ပြီးတော့ မကောင်းတဲ့လောကရဏီနဲ့တွေ့ကြုံလာခဲ့သည့်ရှိသောအရှင်သာရိပုတ္တရာကြီးကိုစံနမူနာထားပြီးတော့မိမိတို့ရဲ့ဘဝခရီးလမ်းကို ဖြတ်သန်းနိုင်ကြတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဤကုန်ကမ္ဘာပူညပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှဒုံမီတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္ဒရောကောင်းပေါင်းတို့မှာ ဒုံမကန္နမနိမခยีမကိုဝိဝုဇ္ဇတဝါဆောင်ရှာနိုင်ကြကုန်သည်ဖြစ်၍ဒုံမကန္နမနိမခยีမံကိုဥဇုံဖြောင်းမြောက်မမှန်ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း